ဂျွန်လ9ရက်နေ့ကအပီပီဆိုင်ရာအလौဒမအဖွဲ့အစည်း ILO ရဲ့133ချိန်မြောက်အပီပီဆိုင်ရာအလौဒမရေးရညီလာခံကျင်းပစဉ်မှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးစစ်ကောင်စီကိုပုံမှန်33 Article 33နဲ့အရေးယူဖို့ဆုံးဖြတ်ချက်တရက်ကိုချမှတ်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့စစ်ကောင်စီအလौဒမဝန်ကြီးဌာနကတော့ဒီကနေ့ဂျွန်လ6ရက်နေ့ထုတ်ပြန်ချက်မှာ ILO ရဲ့ဆုံးဖြတ်ချက်ဟာနိုင်ငံရေးဆိုင်ရာချဉ်းကပ်မှုတွေအပေါ်မှာအခြေခံပြီးဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း စစ်ကောင်စီအပေါ် ILO စာမျက်နှာကနေတဆင့်ဖိအားပေးဖို့ရွေချက်နဲ့တဖက်သက်တောင်းဆိုထားတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းပြောဆိုထားပါတယ်။ ILO ကချမှတ်ထားတဲ့ဆုံးဖြတ်ချက်ဟာမြန်မာနိုင်ငံကိုအလုံးစုံစီးပွားရေးပိတ်ဆို့တာမဟုတ်ဘဲစစ်အုပ်စုနဲ့ဆက်ဆက်ပတ်သက်နေတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်တာတွေကိုအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ပြန်သုံးသပ်ဖို့လှုပ်ဆောင်တာဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားများတမက်ကအဖွဲ့ချုပ်ဥက္ကဋ္ဌဦးမောင်မောင်ကပြောဆိုပါရယ် အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့ချုပ် ILO ရဲ့133ချိန်မြောက်ညီလာခံကနေမြန်မာနိုင်ငံနဲ့စစ်ကောင်စီကိုအရေးယူဖို့တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီးတော့တရုတ်ရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေကတော့ကန့်ကွက်ခဲ့ကြပါတယ်စစ်ကောင်စီဘက်ကတော့ ILO ရဲ့ဆုံးဖြတ်ချက်ကြောင့်လက်ရှိမြန်မာနိုင်ငံမှာမှီတင်းလုက ାଇ နေကြတဲ့အလုတ်ရှင်တွေအလုတ်သမားတွေစီးပွားရေးလုပ်ငန်းရှင်တွေမစိုးရိမ်ကြပဲလုပ်ငန်းခွင်မှာအေဂျင့်စွာဆက်လက်လုက ାଇ နိုင်မယ်လို့ထုတ်ပြန်ထားပါတယ် ဒါပြေအယလိုအပါဝဲနိုင်ငံတကာအတိုင်းအဝန်နဲ့ဆက်လက်ထိတွေ့ရင်မြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာလွတ်လပ်မှုကိုမထိပါစေတဲ့ပူးပေါင်းမှုတွေကိုဆက်လုပ်သွားမယ်လို့စစ်ကောင်စီအလို့သမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။